တီဘောမြို့နေအထိရောက်လာပြီးဖြစ်တဲ့စစ်ကောင်စီထိုးစစ်နဲ့တရုတ်ဖီအားကြကရှမ်းမြောက်အလားအလာဘလို့ရှိနိုင်ပါသလဲနိုင်ငံရေးစီရေးလေးလာသူတွေရဲ့အမြင်ကိုထက်အောင်ကပြောပြပေးတော့မှာပါစစ်ကောင်စီရဲ့ထိုးစစ်ဟာတအန်တက် TNL ထင်းချုပ်ထားတဲ့တီဘောမျိုးကိုရောက်ဖို့၃မိုင်ဝန်းကျင်လောက်ပဲဝေးတော့ပါတယ်။လက်ရှိမှာတော့တီဘောနဲ့၃မိုင်ဝန်းကျင်ပဲဝေးတဲ့နားခဲရွာထိရောက်နေတာဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြီးပြင်းထန်နေတာပါ။ လက်ရှိအခြေအနေကစစ်ကောင်စီအားလေကြောင်းကနေရတပ်ပြမှတ်ထားတိုက်ခိုက်မှုတွေကိုတောက်လျှောက်လုပ်နေသလိုလက်နက်ကြီးနဲ့ဒရုန်းတွေကိုလည်းအလွန်ကျုံသုံးဆွဲနေတာကြောင့်ရေရှည်တောင်းခံထားဖို့ကလည်းမလွယ်ကူဘူးလို့မြေပြင်သတင်းမြစ်တူကပြောပါတယ်။မြေပြင်သတင်းမြစ်တူပြောပြတာကို DB ကနောက်ခံအတန်းထည့်ဖတ်ထားပါတယ်။တီဘောနဲ့ကတော်တော်နီးနေပြီလို့ပြောလို့ရပါတယ်။အခုသူတို့ရောင်းနေတဲ့နားခဲရွာကတီဘောနဲ့ဆိုရင်၃မိုင်ဝန်းကျင်ပါပဲ။တိုက်ပွဲကလည်းဆက်ပြီးပြင်းထန်နေပါတယ်။ရေရှည်တောင်းခံနိုင်ဖို့လွယ်မလားဆိုရင်တိတ်တော်မလွယ်ပါဘူး။ ါပေမဲ့အကောင်းဆုံးတော့ခုခံနေပါတယ်။တစင်နဆက်ကွန်စစ်စီကာလာဟာဆေးရအမြင့်ဆုံးအချိန်ကိုရောက်ရှိခဲ့တာဖြစ်ပြီးတရုတ်ရဲ့ဂျောင်းဝင်မှုရှိလာတဲ့နောက်မှာတော့ဆေးရအချိန်ဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်ပဲတစင်နဆက်ကွန်စစ်စီရဲ့အဓိကသုံးပွဲတွေကတစ်ပွဲဖြစ်တဲ့ MNDA နဲ့စစ်ကောင်စီတို့ကြားအပြည့်ရသွားခဲ့တာကရှမ်းမြောက်စစ်စင်ရဲ့ချင်းခွင်ချာပြောင်းလဲကိုဖြစ်စေခဲ့တဲ့အဓိကချက်ဖြစ်ပါတယ်။တရုတ်ဂျောင်းဝင်မှုကြောင့်ပဲတော်လန်ရေးအင်အားစုတွေတင်းထားတဲ့လာရှုကိုတနက်တစ်ချက်မှမဖောက်ရဘဲစစ်ကောင်စီတန်းပြန်လွှဲပေးလိုက်ရပါတယ်။ အဲ့နောက်စစ်ကောင်စီက DNL ထိန်းချုပ်ထားတဲ့မြို့နယ်အများစုကိုတရုတ်ဂျောင်းဝင်ဆွေးနွေးတဲ့ဆွေးနွေးပွဲတွေမှာပြန်တောင်းခဲ့ပါတယ်။ DNL ကလက်မခံခဲ့တဲ့နောက်မှာတော့စစ်ကောင်စီကရှမ်းမြောင်မှာထိုးစစ်စတင်ခဲ့ပါတယ်။ဇူလိုင်16ရက်နေ့မှာတော့တနစ်ကြာထိန်းသိမ်းထားနိုင်ခဲ့တဲ့တောင်ချိုကို DNL ဘက်ကပြန်လက်လွတ်ခဲ့ရတယ်လို့အော်တိုဝါတရက်နေ့မှာတော့ကြောင်းမဲကိုပါထပ်ပြီးလက်လွတ်ခဲ့ရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကဒီဘောကိုဆက်ပြီးထိုးစစ်ဆင်နေတာပါ။မြို့နာကိုလည်းစစ်ကောင်စီထိုးစစ်ကရောက်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့စစ်စင်ရေးကိုနှစ်ပိုင်းခွဲဆောင်ရွက်မဲ့အခြေအနေဖြစ်ပြီးရွေးကောက်ပွဲမတိုင်ခင်ဒီဘက်ကိုပြည်သက်သိမ်းဖို့အတွက်ကြိုးစားမှာဖြစ်တယ်လို့ရွေးကောက်ပွဲပြီးမှာတော့ရှမ်းမြောက်ကလက်ကျန်မြို့နယ်တွေကိုဆက်လက်ထိုးစစ်ဆင်မှာဖြစ်ပြီးအပြည့်ရထားတဲ့ MNDA ထိန်းချုပ်မြို့နယ်တွေကချင်းချောက်လာပွဲရှိတယ်လို့စီရန်ဘူကြီးကိုစင်ရောကပြောပါတယ်။သူရွေးကောက်ပွဲကာလကိုသူတို့ခဏလုံခြုံရေးပေါ့နော်လုံခြုံရေးနဲ့နိုင်ပြီးစူမိုးရေးတော့ပဲလုပ်ပြီးတော့ခဏနားမယ်နားပြီးကမှရွေးကောက်ပွဲအလွန်ကာလကြာကမှကြံတဲ့မြို့နယ်ဒီဟူပေါ့နော်ကြံတဲ့ ညွနယ်တွေကိုစစ်စီတဖန်ပြန်လုံလာမဲ့အနေအထားမျိုးလို့ရှုမြင်ရပါတယ်အဲဒီဘောပြီးသွားရင်တော့ရှမ်းမြောက်မှာ လေကြောင်းတက်ခဲမှုကလွှဲရင်ပေါ့နော်လေကြောင်းတက်ခဲမှုကလွှဲရင်စစ်တပ်ရဲ့ထိုးစစ်အချိန်တိတိတသာရော့သွားမယ်လို့တော့အကြံဉာဏ်သုံးသပ်ရပါတယ် တရုတ်အနေနဲ့လည်းကုန်သွယ်ရေးလမ်းကြောင်းအမြန်ဆုံးပြန်ဖွင့်နိုင်မှုအတွက်အရေးကြီးနေတာကြောင့်ပပေါင်းဆောင်ကဖီအားပေးနေတာပါ2029ခုစစ်စင်ရေးလုံမှာရှမ်းမြောက်ကတိုင်းဒေသနဲ့နိုင်ငံတွလိုင်းအားစုတွေနဲ့စစ်ကောင်စီတို့ကြားညီညီနိုင်နိုင်တဲ့အုပ်ချုပ်ရေးပုံစံကိုအတူတူကဖန်တီးဖို့ဒီဟုတ်ဘက်ကကနအူးမျောလင်းခဲ့တယ်လို့ ်တရုတ်ရေးကျွမ်းကျင်သူတို့ကပြောပါတယ်ဒါမှလည်းတော်လိုင်းအင်အားစုတွေကဆေးရထင်တာထပ်ပို့ပြီးအောင်မြင်ခဲ့တဲ့နောက်မှာတော့ရှမ်းမြောင်မှာတပတ်တက်ကလွှမ်းမိုးတော်တာမျိုးမဖြစ်အောင်နဲ့အနောက်အုပ်စုနဲ့ရှင်းရှင်းလင်းလင်းရှိတဲ့စစ်ကောင်စီကိုပဲတရုတ်ကပြန်သုံးဖို့ဆုံးဖြတ်တာဖြစ်တယ်လို့လည်းဆိုပါတယ်တော်လိုင်းဖွဲ့စည်းရေးအနေနဲ့ကြတော့အနောက်နိုင်ငံတွေနဲ့နှီးစပ်တယ်လို့တရုတ်ကယူဆတဲ့ကြောင့်မလို့အဆုံးသတ်မှာအဖွဲ့စည်းအများကြီးနေတဲ့စကားမပြောရဘူးအဲသူနဲ့လည်းဆက်ဆံရေး အတိုင်းအတာခုတည်ရှိပြီးသားဖြစ်တဲ့နေပြည်တော်ပဲဆက်ပြီးတော့အသုံးပြုဒီဥက္ကဋ္ဌဆုံးဖြတ်လိုက်တာလို့ယူဆလို့ရတယ်ဗျ။အဲကြောင့်မလို့ဒီကုံသွေးလမ်းကြောင်းတခြားမှာရှိတဲ့မြို့တွေကိုတော့ဒါတရုတ်နိုင်ငံအနေနဲ့စစ်ကောင်စီတက်ထက်မှာပဲရှိစေချင်တယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့။တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ကြီးကာလမှာ TNL ကမြို့ပေါင်း12မြို့ထိတိမ့်ပိုက်ထားနိုင်ပေမဲ့လက်ရှိမှာတော့နောင်ချိုနဲ့ကြောင်မဲကိုပြန်ပြီးလက်လွတ်ထားပါဗျ။ဒီပေါ်နဲ့မိုးကိုကိုလည်းစစ်ကောင်စီကဆက်လက်ထိုးစစ်ဆင်နေတာပါ။ တနင်္ဂနွေနေ့ထားနဲ့ဆိုရင်ဒေါ်လိုင်းအင်အားစုတွေကတိမ့်ပိုက်ထားတဲ့မြို့ပေါင်း104မြို့တွေက10မြို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားပြီးမြို့တချို့ကိုလည်းဆက်ပြီးထိုးစစ်ဆင်နေပါတယ်ကျွန်တော်ထားအောင်ပါ